ယောက်ကတရားထိုင်လာတာနှစ်တည်ကြာလာပြီးတရားမရသေးပါကဘလို့နီးလန်းကောင်းများပြီးခြင်းပါတဲ့ခမားတို့မိထားပါရဲ့ဆရာဒီနေ့မြမြအထုံးမဆလို့ရှိရင်နီးလန်းကလေးချစ်စတူတဲ့ဆလို့ရှိရင်အဲ့လိုဆိုရင်နီးလန်းကိုပြောင်းတဲ့ပါတယ်နော်တရားအထုံးတဲ့နီးလန်းကိုပြောင်းတဲ့ပါတယ်ဒီလိုအရှင်သာရိပုတ္တရာကယဟန်တပါးကို အတုဘကမထန်းကိုအထုတ်ခိုင်းကြုံတယ်အဲ့ဒီယဟန်ကဆယ်နှစ်လတောင်အများအကြီးတရားအထုတ်ပင်မဲ့ဘာမှမရခဲ့ဘူးအဲ့ဒီမှာမြတ်စွာဘုရားကကြွားတော်မူပြီးတော့ဒီယဟန်ကိုတခြားကမထန်းပေးတော်မူပါတယ်အဲ့တော့စာပေမှာ ပြပြတဲ့ပုံစံမှာကျွန်တော်ရဲ့ခံစားချက်ပေါ့နော်ဆယ်နှစ်လတမျိုးတည်းကိုအထုံးမှဆိုရင်နော်ဇန်လည်းမရဘူး မဖိုးလည်းမရဘူးဆိုလို့ရှိရင်မဖြစ်မနေပြောင်းရမှာဒါကတော့ကျွန်တော်ရဲ့ခံစားချက်ပေါ့နော်ဒါကြောင့်အာဒါကြောင့်ဆယ်နှစ်လာရှိပြီဆိုလို့ရှိရင်နေတိုင်းနေတိုင်းအာ6နိုင်7နိုင်လောက်တရားအထုတ်ခဲ့တဲ့ဆိုလို့ရှိရင်ဇန်လည်းမရဘူးမဖိုးလည်းမရဘူးဆိုလို့ရှိရင်တခြားကမ္မထမ်းနဲ့ now ဆယ်နှစ်လာတရားအထုတ်ကြည့်ပါ အဲ့တော့ဖြစ်နိုင်တာကအခုရာထားတဲ့ကမ္မထံကကိုယ့်ရဲ့စရိုင်းနဲ့မညှိပါဘူးအဲ့ဒီဆယ်နှစ်လားမှာတရားအထုတ်ခဲ့တာကအကျိုးရှိပါတယ်နော်အဲ့ဒါကမဖြစ်မနေအကျိုးရှိပါအကျိုးရှိပါတယ်ဒါပေမဲ့ဒီကမ္မထံနဲ့မြင်းမြန်းဆန်းဆန်းတိုးတက်မယ်ဆိုပြီးတော့မမျောလဲနိုင်တော့နော်အဲ့တော့ဆယ်နှစ်လားရှိပြီးဇန်လဲမရဘူးမဖို့လဲမရသေးဘူးဆိုလို့ရှိရင် မဖြစ်မနေတခြားကမ္မထန်နဲ့အာထုံရမှာဆိုဆိုပါဆိုတနည်းငွေလေးချွေလေးအာထုတ်ခဲ့တဲ့ဆိုလို့ရှိရင်အဲ့လိုဆိုအဲ့ဒီဟာပြလိုက်ပြီးတော့ဆိုပါဆိုကတိုင်းကမ္မထန်ဒါမဟုတ်အမ်ဘုဒ္ဓဟာနုတတိဓမ္မနုတတိတန်ခါနုတတိကအမ်အာယုံနဲ့အာထုလို့ကောင်းပါတယ်ဒါမဟုတ်ဆိုပါဆိုငွေလေးချွေလေးကိုတမထအနေနဲ့အာထုတ်ခဲ့တဲ့အဲ့ဒီဟာပြလိုက်ပြီးတော့နောက်ဆက်နဲ့ဆက်နလာမှာအဝိပဿနာအနေနဲ့ဝင်လေချွေလေအထုတ်လို့ရပါတယ် ဝင်လက်ချွေလေးကိုတကယ်တော့တမထအနေနဲ့အားထုတ်လို့ရပါတယ်ဝိပဿနာအနေနဲ့အားထုတ်လို့ရပါတယ်တမထအနေနဲ့အားထုတ်မယ်ဆိုလို့ရှိရင်ဝင်လက်ချွေလေးမှာအာကျွန်တော်တို့ကအာယုံဆိုင်လိုက်ပြီးတော့တခြားဟာမသိချင်ပါဘူးအဲ့ဒီဝင်လက်ချွေလေးကိုလည်းနားမလဲချင်ပါဘူးကျွန်တော်တို့ကအဲ့ဒီဝင်လက်ချွေလေးမှာစိတ်ကိုငြိမ်းစေလိုက်ပြီးတော့ချမ်းသာစေချင်တယ်အဲ့ဒါကတမထနီးဝိပဿနာနီးဆိုလို့ရှိရင်ဝင်လက်ချွေလေး အာရှုနေရနဲ့ရှုနေရနဲ့အဲ့ဒီဟာကဓာတ်ကြီး၄ပါးမှာတက်ပါဖြစ်ပါတယ်ဗါလဲလေထားဖြစ်ပါတယ်အဲ့ဒီဝင်ထွေးလေးကိုလေထားအနေနဲ့ရှုနေရနဲ့ရှုနေရနဲ့တဖြစ်ဖြစ်ချင်းဆိုပါစို့အာနာတိဖြားမှာရှုမယ်ဆိုလို့ရှိရင်အဲ့ဒီမှာအာတဖြစ်ဖြစ်ချင်းအာပူတဲ့အေးတဲ့တဘောကိုလည်းမြင်လိမ့်မယ်ပူတဲ့အေးတဲ့တဘောပြီးတော့အဲ့ဒီအာလှုပ်ရှားတဲ့တဘောကိုတွဲလိုက်ပြီးတော့အဲ့ဒီဝင်ထွေးလေးကဘယ်မှရှိနေလဲဆိုပြီးတော့ အနာတိဖြာမှာတွေ့ရတဲ့ဆိုပြီးတော့အဲ့ဒီနာတိဖြာကဆိုရင်တော့သူက ပထဝီတဘောမြေတဘောဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ကတကယ်တော့အာပေါ်တဘောကိုလည်းရှင်နေရနော်ဒါကတော့မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်နော်တချို့တချို့ကမြတ်စွာဘုရားဆုံးဖြတ်ဆုံးဖြတ်ချက်ကိုမကြိုက်ဘူးမြတ်စွာဘုရားကယဟန်ဒီကိုဟောတော်မူတဲ့ညာကြီး၄ပါးရွှေ့ရမယ်တဲ့နော်အဲ့တော့တချို့ကမြတ်စွာဘုရားကိုအာဘယ်လိုခေါ်လဲ UI လုပ်တယ်နော်ရစားဖျားကပြတဲ့ဟာငါစိတ်စိတ်ဝင်စားဘူးငါကလှုပ်ချင်တဲ့ဟာလုပ်မယ်အပေါ်တားမရှိဘူးဆိုပြီးတော့ငါလှုပ်ချင်တဲ့ဟာလုပ်မယ်အဲ့ဒါမကောင်းဘူးမြေစားဖျားကလေးချစ်ရှူရမယ်ဆိုရင်လေးချစ်ရှူရမယ်အဲ့ဒါကြောင့်အပေါ်တားကိုလိုက်ရှူရမယ်နော်ဒီအမ်ဒါဂျီလေးပါရှူဖို့ဒါဂျီလေးပါရှူချင်တယ်ဆိုရင်ဝင်လေးချွေးလေးမှရှူချင်တယ်ဆိုရင်အမ်အမ်ပေါင်းဘယ်လိုခေါ်လဲ အာဖောင်းတာပိန်းတာလို့ဖောင်းတဲ့ပိန်းတဲ့နေရာမှာဒါဆိုအာဝမ်မှာအမ်ဝမ်ပိုက်မှာဝမ်ပိုက်မှာရှုမယ်ဆိုလို့ရှိရင်အဲ့ဒီမှာရှုရတာနည်းနည်းလေးပိုလွယ်ပါတယ်ပိုပြီးအဆင်ပြေပါတယ်မဆိုတော့အဲ့ဒီမှာအဲ့ဒီဓာကြီးလေးပါတခါတည်းအကုန်လုံးပါလာပြီဒါဆို အဲ့ဒီမှာကျွန်တော်တို့ကဖောင်နာပိန်နာရှုနေရင်းနဲ့ကျွန်တော်တို့ကအဲ့ဒီမှာပထမအားဖြင့်အဲ့ဒီလှုပ်ရှားမှုတွေ့ရပါတယ်နော်ဒါဆိုအဲ့ဒါကလေထားအဲ့ဒီလေထားကိုရှင်နေရဲ့နဲ့ရှင်နေရဲ့နဲ့ရှင်နေရဲ့ဘာတပုတ်ပြအပေါက်ရမလဲဆိုပြီးတော့သူကနည်းနည်းလေးရေနဲ့ဆင်းတယ်လို့ပါပဲเนาะဒါဆိုတော့သူကအာမမာဘူးเนาะ UC မှုနည်းနည်းလေးရှိပါတယ်ပြောင်းလဲမှုနည်းနည်းလေးရှိပါတ အဲ့တော့အဲ့ဒီပြောင်းလဲမှုကိုအဲ့ဒီအာလေးထားဖြင့်သိသွားပြီးတော့ကျွန်တော်တို့ကအဲ့ဒီ1 byte မှာအာမာတက် double ကိုလည်းတွင်းလိုက်ပါတယ်နော်မာတက်လေးတက်တော့ပေါ့ဒါဆိုအာပထဝီထအဲ့ဒီမှာပထဝီထကိုလည်း double ပေါက်လိုက်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီမှာ6တက်8တက် double ကိုလည်းတွဲလိုက်မယ်1 byte မှာဖြစ်စီနာဒီမှာဖြစ်စီဒါကြီးလေးပါဘယ်လိုပဲတည်တည် တဖြည်းဖြည်းချင်းတခဏလုံးမှာဓာကြီးလေးပါပဲရှိပါတယ်ဆိုပြီးတော့သဘောပေါက်ရမယ်အတူတူပါပဲခဏကောမှာဘယ်နေရာမဆိုယူယူဓာကြီးလေးပါပဲရှိပါတယ်ဆိုပြီးတော့သဘောပေါက်လိုက်ပြီးတော့အဲ့ဒီမှာယုတ်ကိုသဘောပေါက်ယုတ်ကိုပြည့်ပြည့်ဝဝသဘောပေါက်ပြီးရင်ယုတ်ကိုနဲ့စိတ်ကိုမရှုပ်ထွားမရှုပ်ထွေးတော့ဘူးအဲ့ဒီဟာအမတန်အရေးကြီးပါတယ်ဆိုယုတ်ကိုကောင်းကောင်းမွန်မွန်သဘောပေါက်ပြီးရင်ပြည့်ရင်စိတ်ကိုစာရှုလို့ကောင်းပါတယ် အဲ့တော့ဓာကြီးလေးပါးကိုခဏအကုန်မှပြပြဝါဝါသဘောပေါက်ပြီးရင်နားလိုက်ပြီးရင်လက်ခံလိုက်ပြီးရင် စိတ်ကိုစားရှုပြီးရင်မြန်မြန်ဆန်ဆန်ဝိပဿနာမှာပူတက်လိမ့်မယ်ဆိုအဲ့ဒါအဲ့တော့အခုမေခွန်းကမမေ့ပါဘူးအာတကယ်တော့ကိုယ်မှာ သမထအစင်မပြေဘူးဆိုလို့ရှိရင်ဝိပဿနာ ပြောင်းလို့အစင်ပြပါတယ်ဆိုပြီးတော့အကျံပြီးချင်ပါတယ် ိုမှဝိပဿနာဆယ်နှစ်လာရှိပြီးတိုးတက်မှုမတွေ့ဘူးဆိုလို့ရှိရင်တမထာကိုနောက်ဆယ်နှစ်လာမှာအထူးသင်ပါတယ်နော်အဲ့ဒီတမထာမှာအဲ့ဒီဆယ်နှစ်လာအတွင်းမှာမက်ဖို့မရတော့ပါဘူးနော်မရဘူးပေါ့ဒါပေမဲ့အဲ့ဒီတမထာကိုဆယ်နှစ်လာအထူးပြီးရင်နောက်တစ်ခါပြီးရင်ဝိပဿနာပြန်ပြောင်းပြီးတော့ဝိပဿနာအထူးတက်အခါမြင်မြန်ဆင်ဆင်တိုးတက်မယ်ဆိုပြီးတော့ညွှန်လန်းလို့ရပါတယ် ဒီအဟောအဒေါ်ယူယူချင်းခုနအဆရာပြောတဲ့72လဆိုတဲ့အချိန်အတိုင်းဒါမှာအာအနည်းဆုံးတနေ့ကိုတကယ်လို့6နာရီအာမထုတ်နိုင်တဲ့လူဆိုလို့ရှိရင်ဘလောက်လောက်ဆိုလို့ရှိရင်ကောင်းလုံးလို့ရပါဘယ်နှနာရီလောက်ဆိုလို့ရှိရင်ဟုတ်တယ်အဲ့ဒါတော့မသိတော့ပါဘူးဘာကြောင့်လဲဆိုတော့စပါးဆိုတနေ့ကို15မိနစ်တရားအထူးမဲ့ ပြီးတော့တလားမှာ၃ပဲလောက်ပဲအထုတ်ဖြစ်မဲ့ဆိုလို့ရှိရင်တော့အဲလိုစင်တို့စနေလားပြောလို့မရတော့ဘူးပေါ့။အဲလိုစင်ခစ်ခဲ့တယ်။ဒါပေမဲ့အဲလိုစင်တို့ဒီနေရာမှာမိတာကဒီနေရာမှာမိတာကတရားထိုင်လာတာအာနေ့တွေကြာလာပြီ။ဒါဆို တရားထိုင်တယ်ဆိုတာဘာလဲဘာကြောင့်တရားထိုင်လိုက်ပေါ့နော်ဒါဆိုတရားထိုင်နေတဲ့အခါမှာအခုမဖို့ရမယ်အခုမဖို့ရမယ်မရသေးဘူးလား now အခုအခုရတော့မယ်အခုရတော့မယ်ရတော့မယ်ရတော့မယ်ဆိုပြီးတော့အဲ့ဒီအဲ့ဒီစပယ်မီလောင်နေတဲ့ဥပမာအနေနဲ့နော်ဥပမာအနေနဲ့ယူလိုက်ပြီးတော့အဲလိုပုံစံနဲ့အားထုတ်တယ်ဆိုလို့ရှိရင် တရားထိုင်လာတရားထိုင်လာတာနှိတွေ့ကြလာပြီလို့ကျွန်တော်တို့ကျွန်တော်ကနားလဲရမှာအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ um ကျွန်တော်ထင်တယ် off topic တစ်ခုဖြစ်သွားပြီနော်ဘာကြောင့်လဲဆိုတော့ကိုကတခုတရားဘာလဲနှိတွေ့ကြလာပြီးတော့တရားမရသေးဘူးအဲ့တော့ तू တရားရချင်တယ်နော်တရားရချင်တဲ့ဆိုပြီးတရားအထုတာတစ်ချက်တရားရချင်တဲ့တော့မဟုတ်ပါဘူးတရားအထုတာက တသက်တစ်ချက်နော်တရားရချင်းတဲ့ဆိုတာဘာလဲနော်အဲ့တော့တရားရချင်းတဲ့ကျွန်တော်ကတော့မြတ်စွာဘုရားကမင်းတုံတဲ့အတိုင်းယဟန်တို့ယဟန်တို့မှာစပန်လောင်းတယ်အာဝါအဝါအဝါအစားတွေလောင်းတယ်ဆိုလို့ရှိရင်ဘာတွေလုံးမလဲပေါ့အဲ့တော့ယဟန်တွေကအရှင်ဘုရားကျွန်တော်တို့ကအဲ့လိုဆိုရင်အာကျွန်တော်တို့ကအာတတိထူချတဲ့တတိထူချတဲ့ အာထူးခြားတဲ့စိတ်တည်ကြည်မှုအတုံးပြလိုက်ပြီးတော့အထူးခြားတဲ့ကြိုးစားမှုအတုံးပြလိုက်ပြီးတော့ရေသွားရှောင်းအောင်မဖျားတဲ့အဲ့တော့မြန်စာဖျားကမိန်တယ်မူတယ်အဲ့လိုထူးခြားတဲ့တတိအဲ့လိုထူးခြားတဲ့စိတ်တည်ကြည်မှုအဲ့လိုထူးခြားတဲ့ကြိုးစားမှုထက်ဟုတ်ပြီးသစ္စာလေးပါတမပေါ့ထမပေါ့သေးဘူးဆိုလို့ရှိရင် ဒီထက်ပိုပြီးထူးခြားတဲ့တတိစေတီကြီးမှုအာကျိုးစားမှုဆိုတာဖြင့်အသုံးပြရမယ်တဲ့လုပ်ရမယ်တဲ့ဒါဆိုစဉ်းစားကြည့်ပါနော်အဲ့ဒါကတော်တော်ကျိုးစားတယ်ပေါ့နော်အဲ့ဒါအဲ့လိုဆိုရင်တော်တော်ကျိုးစားမှာပေါ့ဒါဆိုအဲ့လိုကျိုးစားပြီးတော့ဆယ်နှစ်လာအဲ့လိုဆယ်နှစ်တော့ဒေချာ နော်အဲဆန်နလာမှာအဲ့လိုစူးစမ်းပြီးတော့ဘာစမ်းမှမရဘူးဘာမဲ့ဖို့မှမရဘူးဆိုလို့ရှိရင်တခြားကမ္မထာအထုတ်တယ်အဲ့လိုမစူးစမ်းဘူးဆိုလို့ရှိရင်အဲ့လိုဆိုရင်တရားရချင်းပါတလားဆိုပြီးတော့ကျွန်တော်ဘက်ကပြန်မြင်ပါအဲ့တော့တရားမရချင်းဘူးဆိုပြီးတော့ယူစားလိုက်ပြီးတော့မဆိုင်တော့နော်တရားရချင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကတော့ထင်တယ် 6နာရီတော့အဆင်ပြေပါတယ်။ဖားအောင်ဆရာတော်ကတော့အာမိန့်တဲ့အတိုင်း4နာရီတော့အဆင်ပြေပါတယ်။နော်။အမ်အကျွန်တော်ထင်တယ်အရာကအခြေအနေပုံမူတည်မှာပါနော်။တချို့မှ2နာရီလက်အဆင်ပြေမှာပါ။တနည်းလုံးတတိကလိုက်ပြီးတော့လေ2နာရီတရားအထုံမဲ့တမဲ့ကျန်တဲ့အချိန်အားလုံးမှာငင်းငင်းချမ်းချမ်းနေလိုက်ပြီးတော့တတိတတိဖြင့်ကောင်းကောင်းမွန်မွန်ကပ်နေရင်နဲ့ရှစ်ပါးတီလာနေတိုင်းနေတိုင်းအထုံမဲ့ဆိုလိုက်ဆိုလို့ရှိရင်2နာရီလက် မဆုတ်ပါဘူးလို့ယုံကြည်ပါတယ်နော်ဒါပေမဲ့အလုပ်တွေလည်းတောင်းလို့ရမယ်လူတွေနဲ့လည်းဆက်ဆံရမယ်ပြဿနာတွေလည်းဖြေရှင်းရမယ်စီးပွားရေးလည်းရှာရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထင်တယ်6နာရီတောင်မလုံးတော့ပါဘူးဒါဆိုအချိန်နဲ့ပုံမူတည်ပြီးအာဘယ်လောက်ဒီနေ့ကို အထောက်ရမလဲဆိုပြီးတော့သိရမယ်အကောင်းဆုံးမှာတော့ငားကတတိကလာဆိုပြီးတော့စစ်လိုက်ပါနော်အဲ့တော့ဒီနေ့လုံးမှာစစ်လိုက်ပါအဲ့တော့ တနေ့လုံးမှာတတိကချင်းမှာ တိုးတက်မှုတွေ့တဲ့ solution တိုးတက်မှုဆိုရင်တော့အဆင်ပြေပါတယ်လို့ယုံကြည်ပါတယ်အဲ့တော့တနေ့လုံးမှာတတိတဖြည်းဖြည်းချင်းမြဲသွားတဲ့ solution အပူရှင်းလင်းတဲ့ solution စပါဆိုလောဘတွေဖြစ်ပေါ်တဲ့အခါမှာအစာမှာတွေ့နိုင်ပြီလားနော်ဒေါသတွေဖြစ်ပေါ်လာမယ်ဆိုရင်အစာမှာတွေ့နိုင်ပြီလားစိတ်ကအဲ့ဒီအစာမှာနည်းနည်းလေးအဲ့ဒီဟလုံးရှားမှုကိုတောင်တတိ တွေ့နိုင်ပြီလားကိုကိုကိုဘယ်လောက်ဒုက္ခပေးစီလဲဆိုပြီးတော့တွေ့နိုင်ပြီလားဆိုတော့အဲ့ဒီတတိတတိဖြင့်အာအကျိုးတွေကိုတွေ့ပြီလားဆိုပြီးတော့ကိုကိုကိုမြင်လိုက်ပါအဲ့လို တွေ့တဲ့ဆိုလို့ရှိရင်တော်တော်အဆင်ပြေလိမ့်မယ်နော်အဲ့လိုတတိမကပ်ရှင်းနိုင်ဘူးအမြဲတမ်းပြဿနာတွေဖြစ်ရှင်းနေရတယ်အမြဲတမ်းစိတ်ဆိုးရမယ်အမြဲတမ်းတခုခုလိုချင်တယ်ဒီဟာရှာမယ်ဟွာရှာမယ်ဆိုပြီးတော့အဲ့လိုဆိုရင်တော့တူတက်မှုမရှိပါဘူးလို့တွေ့ရပါတယ်ဒါနဲ့လည်းအာဒီဟာကတရားရချင်းတဲ့ပုံလည်းမဟုတ်ပါဘူးလို့ ်ဆိုရင်ရပါတယ်ကျေးဇူးတင်ပါရှင်တရားလောဘတက်လို့မရပါဘူးတဲ့စန္ဒဝီရိယနဲ့လောဘကွဲပြားဖို့တော့လုပ်ပါလိမ့်မယ်အာတမစန္ဒကိုဝီရိယတန်ပင်မယ်လောဘမပါဖို့တော့တည်တည်ထားရပါလိမ့်မယ် အရာကဟုတ်တယ်အာကျွန်တော်တို့မှာတဏှာ၃မျိုးပဲရှိပါတယ်လीကာမတဏှာရှိပါတယ်ပြီးတော့ဘဝတဏှာပြီးတော့ဝိဘဝတဏှာဆိုပြီးတော့ဒီလိုတဏှာ၃မျိုးပဲရှိပါတယ်၄မျိုးမဟုတ်ပါဒါကြောင့်ဒီ၃မျိုးမှာကိုယ့်ရဲ့တဏှာကဒီ၃မျိုးမှာမပါဘူးဆိုလို့ရှိရင်တဏှာမဟုတ်တော့ဒုက္ခဖြစ်စေတဲ့တဏှာမဟုတ်တော့ဒါကကျွန်တော်တို့မှာသစ္စာ၄ပါးရှိပါတယ်ဒုက္ခဒုက္ခသစ္စာဆိုတာရှိပါတယ်ပြီးတော့ တမုဒယဆိုတာရှိပါတယ်အဲ့တော့တမုဒယဆိုတာဘာအကြောင်းဒီဒုက္ခဖြစ်ပေါ်တာလဲဖြစ်ပေါ်လာတာလဲအကြောင်းကိုမြတ်စွာဘုရားကပြပြတော်မူတယ်အဲ့တော့ဒုက္ခကဖြစ်ပေါ်လာတာကတဏှာကြောင့်နော်ဘယ်တဏှာကြောင့်ဖြစ်ပေါ်လာတာလဲကာမတဏှာတဏှာအဘဝတဏှာဝိဘဝတဏှာကြောင့်ဖြစ်ပေါ်လာတာနော်အဲ့တော့ဓမ္မတဏှာကတရားလိုခြင်းလို့နော်တရားအားထုတ်ခြင်းနဲ့ နိဗ္ဗာန်ရချင်တယ်အာပြီးတော့အာဒီယုံတဲ့စိတ်တွေရဲ့တဘောကိုတဘောပေါက်ချင်တယ်ဆိုတဲ့တဏှာကကာမတဏှာလည်းမဟုတ်ပါဘူးဘဝတဏှာလည်းမဟုတ်ဘူးဝိဘဝတဏှာလည်းမဟုတ်ပါဘူးဒါကြောင့်ဒုက္ခဖြစ်စေတဲ့တဏှာမဟုတ်ဘူးတောင်းတယ်မဟုတ်ဘူးကောင်းပါပြီနောက်ဆုံးမိခုံးမြေလိုရမှာ Okay, yeah.